တရုတ်နိုင်ငံအနေနဲ့မြန်မာစစ်တပ်ကိုပန့်ပိုးနေတာဟာကမ္ဘာပေါ်မှာအဆိုးဝါးဆုံးအာဏာရှင်ကိုထောက်ပံ့ပေးနေတာဖြစ်တယ်လို့နယူးဇီလန်အလုံသမားပါတီကလွတ်တော်အမတ် Free Trifor ကပြောပါရယ်ထိုင်းနိုင်ငံဘန်ကောက်မြို့ကနိုင်ငံခြားသတင်းထောက်များကလပ်မှာမြမအရေးနဲ့ပတ်သက်ပြီးပြီးခဲ့တဲ့စက်တင်ဘာလ29ရက်နေ့ကပြုလုပ်ခဲ့တဲ့ပွဲမှာအခုလိုထုတ်ဖော်ပြောဆိုခဲ့တာပါ Finally I wanted to um, say something about China I believe that without China's support စေရာဇွဲကောင်မင်းအောင်လှိုင်ဟာတရုတ်ရဲ့ပံပိုးကူညီမှုမရှိဘဲအာဏာကို ရနိုင်တော့မှာမဟုတ်ပါဘူး။ဒါမင်းအောင်လှိုင်ရဲ့ရာဇဝတ်မှုလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေမှာတရုတ်ကပါဝင်နေတာဖြစ်ပါတယ်။အဲဒါကတော့အင်အားကြီးမာပြီးလိစားရတဲ့နိုင်ငံကြီးတစ်ခုရဲ့အပြုတ်မှုတော့မဟုတ်ပါဘူး။ ကျွန်တော်အနေနဲ့တရုတ်ကိုပြောချင်တာကမင်းတို့ရဲ့နေဆက်ဒေသမှာတည်ငြိမ်မှုလိုချင်နေဆိုရင်မင်းရဲ့အခြေခံအဆောက်အုံလမ်းကြောင်းကိုကာကွယ်ချင်တယ်တဘာဝတည်ရန်ဇာတတွေကိုအသုံးပြုခွင့်ရချင်နေဆိုရင်ဒါတွေကတရုတ်နိုင်ငံရဲ့နိုင်ငံသားရေး policy ပန်းနိုင်တွေဆိုရင်ဒီမုံဒီစရာကောင်းတဲ့စစ်တပ်အတွက်မင်းရဲ့ထောက်ခံမှုဟာမင်းယူမန်းချက်တွေကိုဖြစ်စေနိုင်ပါမလားဆိုတာကိုငါတန်ရဖြစ်မိပါတယ် တရုတ်နိုင်ငံကိုကျွန်တော်တို့ပြောချင်တာကမင်းတို့ကကမ္ဘာပေါ်မှာအလွန်အဆိုးရွားဆုံးဆက်အနာရှင်တွေကိုထောက်ပံ့ပေးနေသူဖြစ်ပါတယ် a sustainable peace and a return to democracy would be ဒီပွဲမတိုင်ခင်နယူးဇီလန်အလုတ်သမားပါတီက Free Try for အပါအဝင် Richard Burak နဲ့အစိမ်းရောင်ပါတီက Thiano Thuyuno တို့ဟာထိုင်းမြန်မာနယ်စပ်မှာ 9ရက်ကြာနေခဲ့ပြီးမြန်မာနိုင်ငံကအတိုက်အခံနိုင်ငံရေးအဖွဲ့အစည်းအရက်ပတ်အဖွဲ့အစည်း30ကျော်နဲ့တွေးဆောင်စကားပြောဆိုခဲ့တယ်လို့နယူးဇီလန်အခြေစိုက် Asia Media Center ကဖော်ပြပါဗျာ။တရုတ်ဟာအာဏာသိမ်းစစ်တပ်ကိုတရုတ်နိုင်ငံထုတ်အစစ်မြစ် drone တွေအပါအဝင်တိုက်လေယာဉ်တွေနဲ့စစ်လက်နက်တွေကိုပါရောင်းချပေးနေရဖြစ်ပြီးဤပညာနဲ့တည်င်းအချက်အလက်ထောက်ပံ့မှုတွေပါပြုလုပ်နေတာပါ။အာဏာသိမ်းစစ်ကောင်ဆောင်ကို နိုင်ငံရေးစစ်ရေးထောက်ပံ့မှုပေးနေတာတွေအပြင် တရုတ်မြန်မာနယ်စပ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေရပ်တန့်ဖို့အတွက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုပါအပြန်အထန်ဖိအားပေးနေရလဲဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပဋိပက္ခတွေချုပ်ငင်းဖို့နဲ့တည်ငြိမ်တဲ့ငင်းချမ်းရေးရရှိဖို့ဟာဒီမိုကရေစီကိုပြန်သွားဖို့လိုအပ်နေရလို့လဲ Free Trade Force ကဆိုပါတယ်။ probably the world's worst စနစ်တကျကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကမ္ဘာကြီးကိုလိမ်လည်လှည့်ပြားနေတဲ့ကြားဖြန့်စင်တာတွေ ကဘာကြီးစီကိုတရားမဝင်မူစေဝါဖြန့်ချီနေမှုတွေအာရှမှာအကြက်တဲနေရဲ့စွန့်ခွာ ရွှေ့ပြောင်းစေတဲ့အရင်းမြစ်နေရာတွေကမြန်မာနိုင်ငံ ဖြစ်လာနေပါတယ်။တည်ငြိမ်မှုရှိတဲ့ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီကိုပြည်လည်သွားမှသာမင်းတို့ရဲ့ရည်မှန်းချက်တွေနဲ့ပို့ပြီးတော့တင့်တော်ပါလိမ့်မယ်။အနာသိန်းစစ်တပ်ဟာဒီဇင်ဘာမှာရွေးကောက်ပွဲကျင်းပဖို့ကြိုးစားနေတာဖြစ်ပြီးဒီရွေးကောက်ပွဲဖြစ်လာဖို့အတွက်တရုတ်ကစစ်ကောင်းဆောင်တွေအပေါ် နိုင်ငံရေးအရာအတိအမှတ်ပြုမှုကိုပြသပြီးကြောထောက်နောက်ခံပေးနေရလဲဖြစ်ပါတယ်စစ်တပ်ကပြုလုပ်တဲ့ရွေးကောက်ပွဲဟာအတူအယောင်ရွေးကောက်ပွဲတစ်ခုဖြစ်လို့နိုင်ငံတကာအတိုင်းအဝန်းကပါဒီရွေးကောက်ပွဲကိုညှင်းပယ်ဖို့လိုအပ်တယ်လို့လည်းနယူးဇီလန်လွတ်တော်ကိုယ်စားလှယ်တွေကဆိုပါတယ်အဲ့ဒါအပြင်လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေလိုအပ်နေတဲ့မြန်မာနိုင်ငံကို အကူအညီပေးဖို့အာယုံစူးစိုက်မှုတွေလုပ်ဖို့နဲ့မြန်မာစစ်တပ်ကိုအရေးယူမှုတွေပိုလုပ်ဖို့ကိုလည်းတိုက်တွန်းပြောဆိုခဲ့ကြပါတယ်